ဇလန်လေးရဲ့အဆမှာတော့တူကြီးမတယောက်တစ်ပင်ကိုလက်တီးနဲ့ထိုးရင်ဇက်ကနေလေရိုက်ဒါကစ်လို့အော်ဟစ်နေခဲ့ပါတယ်။ရိုက်ဒါဆိုတာကကာတွန်းဇက်ကားလေးကဇက်ကောင်ဖြစ်ပြီးမကောင်းလို့ပဲခေါင်းငုံခဲ့တဲ့ဇက်ကောင်တစ်ခုပဲဖြစ်ပါတယ်။တူကြီးမကတော့ငငယ်လေးကကာမရိုက်ဒါယူယူနေတာပဲဖြစ်ပြီး "तू ကချိန်ကြရင်ကာမရိုက်ဒါဖြစ်လာမယ်လို့ယုံရရဲ့သူပါ"နောက်တော့တူကြီးမကအထက်တန်းကိုရောက်လာခဲ့ပါတယ်။ပြန်မှာတော့အင်လီလို့ခေါ်တဲ့ကော်မလေးပြောက်ကတူကြီးမကိုចောင်းရှိကိုလက်ဆွဲပြီးခေါ်လာခဲ့ပါတယ် ပြီးတော့သူမကတိုကြီးမကိုချစ်တယ်လို့ပြောလိုက်ပါတယ်။ဆော့လန်းလေးစီကနေဖွင့်ပြောခံလိုက်ရတဲ့တိုကြီးမကတော့မူနေတော့ပဲချက်ချင်းပဲဖြေပြန်ပေးလိုက်ပါတော့တယ်။ဒါပေမဲ့ကောင်မလေးကတိုကြီးမကိုတကယ်ချစ်တာမဟုတ်ပဲအလောင်းစားမှရှုံးသွားခဲ့တာကြောင့်သူကကောင်လေးရဲ့တောင်းဆိုချက်အတိုင်းလုပ်ခဲ့တာပါ။အဲဒီချိန်ကီရိုဂါဝါကတော့အိမ်မိကိုဖတ်ထားလိုက်ပြီးတိုကြီးမကိုလှောင်ပြောင်နေခဲ့ပါတယ်။ တဖက်မှာလဲတူဂျီမာကတော့ဝိုင်းရနေတဲ့ចောင်းသားတွေကိုကြည်ပြီးသူ့ကိုအင်မလီက ပြောင်းမှုလုပ်သွားပြီဆိုတာသိသွားခဲ့ပါတယ်။ဒါကြောင့်တူဂျီမာကချက်ချင်းလဲထွက်လာပြီးနေကန်းသမီးပါထိုင်နေချိန်အင်မလီကလိုက်လာပြီးသူမရဲ့ပြုတ်မှုအတွက်တောင်းပန်လိုက်ပါတယ်။ပြီးတော့သူတို့က timing ကားပြောနေချိန် Daikon Hike ကခက်ကြောင်ကြောင်ကောင်ကရောက်လာပြီးအင်မလီကိုသူနဲ့တွဲဖို့ပြောလိုက်ပါတယ်။အင်မလီကစတောင်းသွားခြင်းနေမဲ့ငကြောင်ကမလွတ်ပေးတာကြောင့်တူကြီးမကငကြောင်ရဲ့မျက်ခွက်ကိုလက်သီးတစ်လုံးပြသွင်းမိလိုက်ပါတယ်။ ကြာဖြစ်သူမှောက်သွားတဲ့မှာတော့ကကြိုးကြောင်တပဲနှကောင်ကတိုးကြီးမားကိုပြေးကန်လိုက်ပါတယ်။ဒါပေမဲ့တိုးကြီးမားကတော့တလမတော်မြွေသွားပြီးနှကောင်လုံးကိုကန်မေးလိုက်ပါတယ်။ငကြောင်ကတော့သူခံလိုက်ရတာကိုမကျေနပ်ပဲခတ်သွားပြီးဖြစ်တဲ့တိုးကြီးမားတို့ကိုမကျေမနပ်ကြည့်နေရပါတယ်။နောက်ရက်မှာတော့ငကြောင်ကအင်္ဂလိကိုလမ်းမှာဖမ်းလိုက်ပြီးတိုးကြီးမားကိုခေါ်ထုတ်လိုက်ပါတယ်။အားလုံးကတော့ចောင်းရွှေကလူအုပ်ကြီးကိုကြည့်ပြီးလာနေချိန်တိုးကြီးမားကထွက်လာခဲ့ပါတယ်။ ငကြောင်ကတူကြီးမားကိုရှယ်ပလန်နဲ့ဖျဲနေပြီးတူကြီးမားကတော့ဒါကအရင်ပါတဲ့လုပ်တီပဲလို့ပြောလိုက်ပါတယ်။အဲနောက်မှာတော့စိတ်တူနေတဲ့ငကြောင်ကသူခေါ်လာတဲ့လူတွေအားလုံးနဲ့တူကြီးမားကိုစွန့်ကြီးဝါးလောင်းခဲ့ပါတယ်။ငကြောင်ကပလက်လန်နေပြီးဖြစ်တဲ့တူကြီးမားကိုကြည့်လိုက်ပြီးအင်မလီကိုသူနဲ့တူခေါ်ထုတ်သွားပါတယ်။ဒါကြောင့်အင်မလီကအော်လိုက်တော့တူကြီးမားကပြန်ထလာပါတယ်။ပြီးတော့သူကအင်မီကိုစိုင်းနဲ့ဂိုင်းနဲ့ချွတ်ပစ်လိုက်ပြီးမင်းတို့တော့ကိုတော့ဒီအဆင့်ကိုမတော်မှုလို့တွေးရတာလို့ပြောလိုက်ပါတယ်။ အားလုံးကတော့ကျွတ်သွားတဲ့အင်းကြီးရဲ့အောက်မှာရှိနေတဲ့တူကြီးမားရဲ့ခန္ဓာကိုယ်ဝါကခက်ကြောင်ကြောင်ပုံအောင်ကြည့်ကနားမလဲဖြစ်နေပါတယ်တူကြီးမားကတော့ဘဲသူ့ကိုမှဂူးမဆိုင်ပဲသူကရုတ်တရည်နဲ့အသွင်ပြောင်းလို့អော်လိုက်ပြီးကာမန်ရိုက်တာလို့ပြောလိုက်ပါတယ်ဒါကိုကြောင်တော့မကြောင်လို့ဖွဲ့ကပွဲကြသွားခဲ့ပြီးអော်ရနေခဲ့ပါတယ်ဒါဝင်မဲ့တူကြီးမားကတော့တောက်ယူမဆိုင်ပဲသူတို့ကိုပြန်သမပေးလိုက်ပါတယ်အင်လီကတော့ကျေးဇူးတင်ရင်နေမဲ့စော်ခန္ဓာရတဲ့တူကြီးမားရဲ့မျက်နှာနေသားကြောင့်ပြန်ပြေးသွားပါတယ် လရှိချိန်မှာတော့တူကြီးမားကတစ်ပင်နဲ့လေ့ကျင့်နေပြီးသူမအခုထိကာမရိုက်တာဖြစ်ချင်နေစေဖြစ်ပါတယ်။ဒါပေမဲ့သူဟာအခုဆိုရင်အသက်40တောင်ဖြစ်နေခဲ့ပါပြီ။အဲ့လိုနဲ့တူကြီးမားကလေ့ကျင့်နေချိန်ဝုန်းဝုန်းတကောင်ကသူ့ကိုလာတိုက်ခိုက်တာကြောင့်တူကြီးမားကဝုန်းဝုန်းကိုအမောက်သိပ်ပေးလိုက်ပါတယ်။ဒါပေမဲ့တူကြီးမားကတော့သူတကယ်တိုက်ခိုက်ချင်တဲ့ရှော့ကာတွေမှုလို့ကြေကွဲနေပါတယ်။နောက်ပိုင်းမှာတော့တူကြီးမားကကာမရိုက်တာတွေကအကင်းရှိဦးဆိုတာကိုလက်ခံလာပြီးသူစုထောင်းကကာမရိုက်တာရုပ်တွေကိုပါပြန်အောင်လိုက်ပါတယ်။ ဒါဝိမဲ့တရက်မှာတော့တူကြီးမကရှော့ကာပေါ်လာတယ်ဆိုရက်ဒင်းကိုတွေးပြီးစိတ်လှုပ်ရှားသွားပါတယ်။ဒင်းကိုဖွင့်ပြီးနားထောင်ကြည့်တော့ဒါအတကယ်ရှော့ကာမဟုတ်ပဲသူ့လိုပဲဂင်းဆက်ကောင်တွေကိုဆွဲလန်းနေတဲ့ငကြောင်တိုက်ဆိုတာကိုတွေ့လိုက်ရပါတယ်။သူတို့ကရှော့ကာမျက်နှာဖုံးတွေကိုတက်ပြီးစိုင်းတွေကိုလူရက်နေခဲ့ကြတာပါ။ဒင်းမန်ကိုတိလိုက်ရချိန်မှာတော့တူကြီးမတယောက်တက်ကြွနေရတယ်ပါပျောက်သွားခဲ့ရပါတယ်။နောက်ရက်တွေမှာလည်းဒီသတင်းတွေပဲတက်နေခဲ့ပြီးနောက်ပိုင်းမှာတော့ရှော့ကာတများတိုင်းမှုတွေကပိုပေါ်လာခဲ့ပါတယ် တည့်မှာတော့တူကြီးမကအဖေဖြစ်သူနဲ့တူပွဲစည်းကိုသွားရတာကိုသတိရပြီးပွဲစည်းကိုထွက်လာခဲ့ပါတယ်။ပြီးတော့သူကမုံမစားနေချိန်တစ်ဖက်မှာတော့လူတစ်ယောက်ကကောင်းရင်းတွေကိုရှော့ကာလိုဝစ်ပြီးမြားတိုက်ဖို့အတင်းလုံခိုင်းပါတယ်။ဘောလဲဆိုတော့သူကကာမန်ရိုက်တာထက်ရှော့ကာကိုပိုပြီးနှစ်သက်တာမှုပါ။ဒါကြောင့်ကောင်းလင်းတွေကလေတူကြီးမမုံစားနေရဲ့စိုင်လေးကိုဝင်ပြီးစိုင်ရှင်ကိုဝင်ကျုံးမာတော့တယ် ဒါအောင်မြင်တို့တူကြီးမကကမ်မရိုက်တာနဲ့နဖုံးကိုဝဲတက်ပြီးလူစုကောင်လေးတွေကိုစော်ပေးလိုက်ခါကျဉ်တတ်နေခဲ့ပြီးဇလန်းလေးကလည်းခန်းရသွားခဲ့ပါတယ်။အပိုင်းနှစ်ရက်ဆက်မှာတော့အာဆာနိုတယောက်ဆီယမ်မဖြစ်သူယူရီကိုရဲ့ရင်သားတွေကို လိုက်ကြည့်နေခဲ့ပါတယ်။အဲချိန်ယူရီကိုကတော့ကြပြားတစ်ပုတ်ကိုဖတ်ပြနေခဲ့တာပါ။အဲနောက်မှာတော့သူကကြပြားရဲ့ခစ်သစ်ကပြန်ကို အာဆာနိုကိုရှင်းပြဖို့အတွက်တောင်းဆိုလိုက်ပါတယ်။ အဲတော့မှဘူးထနေတဲ့အာဆာနိုလည်းသတိပြန်ကတ်သွားပြီးကြပြားကိုခစ်သစ်ကပြန်နဲ့ပြန်ဖြည့်ပြလိုက်ပါတယ်။ဆုံးမတော့သူကဆ iam မကိုချစ်တယ်ဆိုပြီးဘာသာပြန်လိုက်တာကြောင့်ယူရီကိုလည်းရှက်သွားခဲ့ပါပြီ။အဲနောက်မှာတော့အာဆာနိုလည်းအိမ်ပြန်လာပြီးတန်းလေးကဖြစ်ဖြစ်တွေကိုပြန်လည်တွေးကရှက်နေခဲ့ပါတယ်။ပြီးတော့သူကယူရီကိုလိုလှပတဲ့မင်းကလေးနေနဲ့တိုင်လုံးမဲ့ဝါနာရီတောင်းကိုတွေးနေခဲ့ချိန်ဖက်မှာတော့ယူရီကိုတယောက်တကယ်ဝတ်ဆောင်ပြေးနဲ့ဝိတ်တွေမာနေခဲ့ပါတယ်။ တကယ်တော့ယူရီကိုကတိုက်ကယ်ယူယူနေတာပဲဖြစ်ပါတယ်။နောက်ပြီးရင်ရက်တွေတုန်းကကမန်ရိုက်တာမျက်နှာဖုံးနဲ့သူရှိရမယ့်ရှော့ကာရီကိုဝင်တီးသွားတဲ့တိုးကြီးမားကိုတင်းနေခဲ့တာလည်းဖြစ်ပါတယ်။နေ့မှာတော့အနိုင်ချင်းခံပြီးအိမ်ပြလာတဲ့သူ့ကိုဖိဖြစ်သူကကမန်ရိုက်တာခွေတဲကတိုက်ကယ်ရဲ့ဇာတ်ကြောင်းကိုပြသခဲ့ပါတယ်။တိုက်ကယ်ကတော့ကမန်ရိုက်တာထဲမှာမှပထမဦးဆုံးထွက်လာခဲ့တဲ့မျိုးသမီးစစ်တီဦးလည်းဖြစ်ပါတယ်။အဲလိုနဲ့တက်ကယ်ကိုမြင်းမြင်းချင်းအားကြသွားတဲ့ယူရီကိုလည်းတက်ကယ်ရောဟာထထားခဲ့တာပါ တရမာတို့သူကကစားရင်းနဲ့ Camera Rider Strong R Series ရဲ့အပိုင်း30ကိုတွေ့ရှိသွားခဲ့ပါတယ်။ခွေကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့တက်ကဲတယောက်မိစားပြင်းကိုနှိမ့်နေရင်းမာကီယာသွားတဲ့အပိုင်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့် Yuri ကိုလည်းအတော်လေးနာကျင်သွားခဲ့ပြီးဖျားပါဝင်သွားခဲ့ပါတယ်။ပြီးတော့သူကတက်ကဲတည်သွားရတဲ့အကြောင်းရင်းကိုဖားရင်ဖြစ်သူကိုမေးတော့ဖားရင်ဖြစ်သူကလည်းအသေးစိတ်ရှင်းပြလိုက်ပါတယ်။ တကယ်တော့တိုက်ကောသုံးသွားတဲ့ Ultra Cyclone တိုက်ကွက်ကရန်သူကိုရောအုံပြူသူကိုပါတည်စီနိုင်တဲ့စွမ်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဖီကလည်းတက်ကေကအကောင်းဆုံးဇက်ကောင်ပဲလို့ပြောလိုက်ပြီးဒါကြောင့်မဲသူကယူရီကိုရဲ့နာမည်ကိုတော့မှတက်ကေရဲ့နာမည်နဲ့ဆင်နူပေးထားကြောင်းရှင်းပြလိုက်ပါတယ်။နောက်နေ့မှာတော့ဖီဖြစ်သူကယူရီကိုကိုတက်ကေကစ်လာမှုအတွက်မြှောက်ပေးလိုက်ပြီးအဲနေကဆလို့ယူရီကိုလည်းကြီးရတဲ့အထိတက်ကေယူယူနေတော့တာပါ။ဒါကြောင့်သူကကြောက်တဲ့မုံမုံမာတော်မှာတိုက်ကယ်ဆိုပြီးရောင်ရမ်းလာရေးချမိလိုက်ပါတယ် ။နောက်ကကျောင်းသားတွေကထပြီးသတိပေးတော့မှပဲယူရီကိုလည်းအသေးစိတ်ပြန်ဝင်သွားခဲ့ပါတယ်။နောက်တစ်ခါမှတော့ရှော့ကဓမြအဖွဲ့ကထုံးစံတိုင်းလမ်းကြားထဲမှာဓမြတိုက်ဖို့အတွက်ကြံစီနေရပါတယ်။သားပေါက်တွေကတော့သူတို့ပဲလုံးမှဖြစ်တာကြောင့်ခေါင်းဆောင်ဖြစ်သူကိုမပါဘူးပြောနေခဲ့ပါတယ်။ဒါပေမဲ့ရှော့ကာယူယူနေတဲ့ခေါင်းဆောင်ကတော့သူ့ရဲ့လက်စွမ်းတွေကိုရှယ်ပြချင်နေခဲ့ပါတယ်။အဲချိန်တစ်ဖက်မှာတော့အာဆာနိုတယောက်ယူရီကိုကိုသူ့ရဲ့ခံစားချက်တွေကိုဖွင့်ပြချလိုက်ပါတယ်။ ယူရီကိုက ရှန့်နေပေမယ့်ငနေကတော့မမကိုဆောင်းဆောင်းဆောင်းချစ်တဲ့ဆိုပြီးဒဲကြီးကိုလွတ်နေတော့တာပါအဲချိန်ဖက်ကစတိုးလိုက်နေမှာတော့ရှော့ကာဖွဲကဓမြဝင်တိုက်နေခဲ့ပြီးယဲရီကလည်းရောက်ချလာပါတယ်ဒါဝင်မဲ့ခေါင်းဆောင်ကတော့ယဲရီကိုပါအမှုတ်သိပ်ပေးလိုက်ပြီးထွက်ပြေးသွားပါတယ်တစ်ဖက်မှာလည်းဒါအောင်မြင်လိုက်ရတဲ့ယူရီကိုကချက်ချင်းပဲအနောက်ကနေလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲနောက်မှာတော့တူကြီးမလေးလမ်းသွားနေရင်ရှော့ကာကွန်းနဲ့တွေးဆောင်နေပြီ။သူကငါပဲလို့ပြောကအ ဟောက်လို့អော်ပြလိုက်ပြီးမျက်နှာဖုံးကိုកောက်တက်လိုက်ပါတယ်။အဲရောမှာ shocker တွေလည်းအရင်ဘက်ကသူတို့ကိုတီးသွားတဲ့ကံမန်းလိုက်တာကောင်မှန်သိရှိသွားခဲ့ပါတယ်။ဒါပေမဲ့တူကြီးမားကတော့အပျော်လွန်ပြီးငုံနေတာကြောင့် shocker အုပ်စုလည်းဘာလုံးဟာတွေဖြစ်ကုန်ကြပါတယ်။အဲ့ချိန်ယူရီကိုကလည်းရောက်ကြလာခဲ့ပြီးတူကြီးမားကိုမြင်လိုက်ရတဲ့ချိန်မှာတော့ပုံမပေါက်ခွဲသွားပါတယ်။ဒါကြောင့်သူကချက်ချင်းပဲမျက်မှန်ကိုချုပ်ပြီးအင်းကြီးတွေအားလုံးကိုပါချွတ်ချပစ်လိုက်တော့အာဆာနိုလည်းဇာဟောင်းသားတွေပါဖြစ်သွားခဲ့ပါပြီ။ အဲ့လိုနဲ့ယူရီကိုလည်းတကယ်ဝတ်ဆောင်ပြည့်နဲ့ဖြစ်သွားခဲ့ပြီးဒီလိုပုံစံဆိုရင်ရောချစ်သေးလားလို့မေးလိုက်ပါတယ်။အဲ့နောက်မှာတော့ယူရီကိုကရှော့ကာဖွဲကိုတိုက်ခိုက်ဖို့လုပ်နေတဲ့တူကြီးမားကိုဘလိုင်းပြေးထိုးလိုက်ပါတယ်။ဒါကြောင့်အာလုံးလည်းကြောင်သွားချိန်ယူရီကိုကတော့သူမကိုသူမဟစ်စစ်လိုင်းလူသားတကယ်ဆိုပြီးကြီးညာလိုက်ပါတယ်။ပြီးတော့သူကကျော်လာတဲ့ကောင်ကိုဆွဲပေါက်လိုက်ပြီးဂျာနဲ့သုံးဝန်ကိုပါပွဲသိမ်းမိလိုက်ပါတယ်။အဲ့နောက်မှာတော့ယူရီကိုလည်းအာဆာနိုစီကနေအိတ်ကိုယူပြီးထွက်ပြေးသွားပါတော့တယ်။ အဲ့လိုနဲ့နောက်နေ့တွေမှာတော့ယူရီကိုရဲ့အကြောင်းကလည်းသတင်းထဲကိုပါလာခဲ့ပါတယ်ဖတ်မှာလည်းအတီးခံလိုက်ရတဲ့ shocker ဖွဲ့ရဲ့ခေါင်းဆောင်ကဈေးကဝယ်လာတဲ့ monster မျက်နှာဖုံးကို shocker တွင်ဖြစ်ပြောင်းလဲလိုက်ကဥစဉ်ထားလိုက်ပါတယ်အဲ့ချိန် supermarket ခုထဲမှာတော့ blogger ဖတ်တီးခေါင်းကရန်သိန်းမိုးဈေးဝယ်ပြမယ်ဆိုပြီးအာချောင်နေခဲ့ပါတယ်အဲ့တော့မှတော့သူကမုံလေးကိုပစ်ထည့်လိုက်ချိန်ဆိုင်ထဲကိုရှော့ကာသမားဖွဲ့ကရောက်ရှိလာပါတယ်။ဒါကြောင့်အာလုံးလည်းထွက်ပြေးကုန်ကြပြီးနဲရီကလည်းတွင်းညအကုန်လိုက်တီးနေတော့တာပါ။ တဖက်မှာလည်း blogger ဖက်တီးကသူ့ရဲ့ live stream ကိုခေါင်းစဉ်ပြောင်းမှုလုပ်လိုက်ပြီးရဲရဲလာတဲ့အထိတောင်းခံထားဖို့ဆုံးဖြတ်လိုက်ပါတယ်။တဖက်မှာလည်းဒါအောင်မြင်လိုက်ရတဲ့တိုချီမားနဲ့ယူရီကိုကစတိုးဆန်စီကိုအပြေးလာနေပါတယ်။အဲချိန်ဆိုင်ထဲကိုရုပ်ဆိုးဆုံးနဲ့ကောင်ကဝင်လာပြီး shocker တမျှတွေကိုသူ့ရဲ့ share လန်းနဲ့ shocker ဝစ်စုံကြီးကိုအတွင်ပြောင်းပြပြစ်လိုက်ပါတယ်။ဒါကြောင့်အားလုံးလည်းအံ့ဩသွားကြကြပြီးဇလန်းလေးကလည်းဒီမာရင်မဲခန်းရလို့သွားခဲ့ပြန်ပါတယ်။ ပိုင်းတော်ဝင်ဆမှာတော့တူကြီးမားနဲ့ယူရီကိုရိုကအခင်းဖြစ်ပွားနေရကိုတူရောက်ရှိလာခဲ့ပါတယ်။သူတို့ကတယောက်ကိုတယောက်အံ့ဩလိုကြည့်လိုက်ပြီးတူကြီးမားကတော့သူ့ရဲ့မျက်နှာဖုံးကိုကောက်တက်လိုက်က သူ့ပြောင်းလို့ဩလိုက်ပါတယ်။တောင်းမင်းတို့ယူရီကိုကမျက်ခွက်ပြောင်းနေဖို့ပြောလိုက်ပါတယ်။အဲနောက်မှာသူကတိုက်ကဲဝတ်စုံကိုလဲလိုက်ပြီးတူကြီးမားကိုတော့မျက်နှာဖုံးလေးတစ်ခုနဲ့လာနှောင်းနေဖို့ပြောလိုက်ပါတယ်။အဲချိန်ဆိုင်ရမှန်ကွယ်သွားပြီးအထက်ကလူစိုးတွေကအပြင်းအထန်ရောက်လာပါတယ်။ ။ခဲမှာတော့စိတ်ကူးရင်မဟုတ်တဲ့တကယ်ရှော့ကစစ်ကရောက်ရှိနေခဲ့ပြီးလူတွေကိုတပ်ပစ်နေခဲ့ပါတယ်။ဒါဟုတ်တူကြီးမားတို့ကလည်းမြင်သွားပြီးကြည့်နေချင်းတယောက်ကရှော့ကရဲ့နားကိုကတ်သွားခဲ့ပါတယ်။သူကရှော့ကကိုတကယ်စစ်လားလို့မေးလိုက်ပြီးရန်သဘောကြကြောင်ပြောလိုက်ပင်မေးအကန့်ခံလိုက်ရပါတယ်။ဒါကြောင့်အဲလူကမင်းချက်သေးကိုခေါင်းဆိုင်ပြီးမာကီယာသွားခဲ့ပါပြီ။အဲချင်းတူကြီးမားကတကယ်ရှော့ကာကိုမြင်လိုက်ရလို့ဝမ်းပါလုံးစိုးနေပြီးမျက်ရည်တွေပါဘူးဒီလုံးလောက်ကျနေခဲ့ပါတယ် နောက်တော့သူဟာရှော့ကာကိုတိုက်ခိုက်ခဲ့ပြီးရှော့ကာကလည်းကာလာခဲ့ပါတယ်။ပြီးတော့ရှော့ကာကတိုဂျီမားကိုပြန်ထိုးပေးလိုက်တာကြောင့်တိုဂျီမားကမွေသွားခဲ့ပါတယ်။ဒါအောင်မြင်တော့ယူရီကိုကအခုတော့တိုးလဲပဲလို့ပြောပြီးရှော့ကာကိုတိုက်ခိုက်လိုက်ပါတယ်။ခဏကြာတော့သူတို့ကရှော့ကာကိုအနိုင်ယုံနိုင်လိုက်ပါတယ်။အဲ့ချိန်မီရီကပိတ်သွားပြီးမောင်လေးကနေထူးစားတဲ့လူတစ်ယောက်ကထွက်လာခဲ့ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကအဆင့်ရည်ကြီးကျနေပြီးရှော့ကာရဲ့အလောင်းကိုစားဖြောက်လိုက်ကပြန်ထွက်သွားပါတယ်။ ဒီငင်ငွေးကတူစီမားတို့ကိုရှော့ရသွားစီခဲ့ပါပြီ။အဲလုံးမှာတို့သူတို့ကဆိုင်ထိုင်ပြီးရှော့ကာကိစ္စနဲ့ပတ်သက်လို့ပြောနေချိန်ဆိုင်ရဲ့မန်နေဂျာကရောက်လာပါတယ်။ပြီးတော့သူကတူကြီးမားကိုနားမှာဝန်ထမ်းလိုက်ပြီးရှော့ကာအကြောင်းပြောနေရလားလို့မေးလိုက်ပါတယ်။မစ္စူဝမ်ကသူ့ရဲ့နာမည်ကိုမိတ်ဆက်ပေးပြီးတူကြီးမားတို့ဆိုင်ထဲဝင်လာတဲ့ကစောင့်ကြည့်နေကြတာလို့ပြောပြလိုက်ပါတယ်။ဒါအပြင်မစ္စူဝမ်ကရှော့ကာကိုကယ်ရှိရလို့ပြောလိုက်ပါတယ်။ တူကြီးမဒါကိုကြားတော့အရန်စိတ်ဝင်စားသွားပြီးရှော့ကားရဲ့အကြောင်းပြောပြပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါကြောင့်မစ္စူဘားကတူကြီးမကိုသူအသက်6နှစ်လောက်အရွယ်ကကြုံခဲ့ရတာကိုပြောပြလိုက်ပါတယ်။မစ္စူဘားတို့အသက်6နှစ်လောက်ကသူ့ရဲ့အိမ်ကြီးမှာတင်းကနေစိုက်တဲ့ချမ်းချမ်းရှိခဲ့ပါတယ်။ပိုင်စင်ကမျက်နှာရမ်းတီတာကြောင့်မစ္စူဘားတို့ကသူ့ကိုကြောက်ခဲ့ကြပေမဲ့ပိုင်စင်ကမစ္စူဘားတို့ကိုအမြဲတည်းတည်းကြွေးရပါတယ်။ ဒါပေမဲ့နားလူတွေကပါရှင်ရဲ့ခြံကြောင့်ပိုးအောင်နေအများကြီးလာတယ်ဆိုပြီးခြံထဲကပင်တွေကိုနှုတ်ခိုင်းခဲ့ပါတယ်။ပါရှင်ကတော့ဘသူပါပြောပြောဂင်းဆိုင်ခဲ့ပါဘူး။ပြန်မာတော့မစ်ဆူဝါတို့ကပါရှင်စီကိုတွားခဲ့ချိန်လူကြီးမြောက်ကပါရှင်ကိုရန်လုံးနေခဲ့ပါတယ်။ပိုင်ရှင်ကသူ့တို့ကိုတဲသည်ကြီးကျွေးခဲ့ပေမဲ့တဖက်လူကြီးတွေကပိုင်ရှင်ကိုထိုးချိတ်ခဲ့ပါတယ်။ဒါကြောင့်ပိုင်ရှင်ကသူဒီမှာနေလို့မရတော့ဘူးပဲလို့ပြောလိုက်ပြီးရှော့ကပုံစံပြောင်းလာလူကြီးတွေရဲ့အယိုးတွေကိုချိုးပေးလိုက်ပါတယ်။ အင်းတော့မော်သူကအင်းအိုဘာမင်းရှုပ်ဖြက်စီးလိုက်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။မစ္စူဘာရဲ့ဇလန်းကိုကြားတော့တိုးကြီးမားကရမ်းအောင်စိတ်ဝင်စားနေခဲ့ပါတယ်။မစ္စူဘာကတော့သူ့ညီကိုကအဲဒဲကရှော့ကာကိုအမြဲလိုက်ရှာခဲ့တာလို့ပြောပြလိုက်ပါတယ်။အဲ့ချိန်ယူကာရီစုကရောက်လာပြီးမစ္စူဘာကိုအဲဒဲရီဝိုင်းဝင်းတိုင်းမို့ပြောလိုက်ပါတယ်။မစ္စူဘာကတော့သူကယူကာရီစုနဲ့ဂရန်နီယာလို့ရှင်းပြပြီးယူကာရီစုရဲ့နောက်ကိုလိုက်သွားပါတယ်။ တဖက်မှာတော့ယူရီကိုကပြန်မိုးလောက်လိုက်ပြီး "तू ကတူကြီးမားကိုတောင်းရက်တောင်ဓာိုင်းအိမ်ထိလဲထားရအောင်"လို့ပြောလိုက်ပါတယ်။တဖက်မှာတော့မစ်ဆူဘာကစိတ်ကောင်းနေတဲ့ကောင်မလေးကိုပြန်ချောနေခဲ့ပြီးယူကာရီဆူကတော့မစ်ဆူဘာက "तू မားကိုချစ်နေသူ"စင်ပြေတယ်လို့ပြောတာထွက်လာခဲ့ပါတယ်။ဖက်မှာတော့ယူရီကိုကစာတင်နေချိန်အာဆာနိုကတော့ယူရီကိုနဲ့ပတ်သက်ပြီးတွေးနေခဲ့ပါတယ်။ဘောလဲဆိုတော့အာဆာနိုကသူ့ရဲ့ဆီယာမားကတိုက်ကဲဆူရာကိုတီလာလို့ပါ။ ယူရီကိုကသူ့ကိုဒီကိစ္စနဲ့ပတ်သက်ပြီးလှုပ်ဝက်ထားပေးဖို့ပြောခဲ့ပါတယ်။အာဆာနိုကတော့ဒီကိစ္စကိုနှုတ်ပိတ်နေဖို့အတွက်ယူရီကိုပေါ်ကိုကြက်ကင်ဖို့စဉ်းစားနေပါတော့တယ်။ကျောင်းစင်းတော့အာဆာနိုကဖက်ကိုရှောက်လာနေချိန်တန်ကြားလို့သွားကြည့်တော့ယူရီကိုနဲ့ကောင်မလေးတယောက်ကို တွေ့လိုက်ရပါတယ်။ယူရီကိုကတော့သူ့ကိုခေါ်လာတဲ့ကောင်မလေးကိုနားမလဲလို့ကြည်နေခဲ့ပါတယ်။အဲ့ချိန်ကောင်မလေးကသူ့ကိုယူရီကိုကမှန်းမိအောင်စပင်ကိုခွဲစီးပြလိုက်ပါတယ်။ ။ဒါအောင်မြင်တော့ယူရီကိုလည်းကော်ဖီဆိုင်ကယူကာရီစုမှန်မှတ်မိသွားခဲ့ပါတယ်။ယူကာရီစုကတော့မစ္စူဝါနဲ့ယူရီကိုကိုဘလို့ပတ်သက်နေရလဲလို့မိကပြဿနာရှာနေခဲ့ပါတယ်။ဒါအပြင် ယူကာရီစုကသူမကရှော့ကာတယောက်ဆိုတာကိုပါယူရီကိုထုတ်ပြောလိုက်ပြီးဇလန်းလင်းကလည်းခိုင်းရသွားခဲ့ပြန်ပါတယ်။အပိုင်း၄ရက်စမှာတော့အာဆာနုကယူကာရီစုရဲ့ရှော့ကာပုံစံကြီးကိုမြင်ပြီးလန့်သွားခဲ့ပါတယ်။ တောင်သူကအော်မိလိုက်တော့ယူကာရီစုလည်းရိတ်မိသွားပြီးသူ့ကိုတတ်ဖို့လုံနေခဲ့ပါပြီ။အဲချိန်ယူရီကူကတော့သူမရဲ့တိုက်ခဲ့ပုံစံကိုပြောင်းချလိုက်ပါတယ်။တောင်မြင်တော့ယူကာရီစုလည်းကြောင်တောင်တောင်တိုင်းနဲ့ယူရီကူရဲ့ပုံစံကိုကြည့်ပြီးအံ့ဩနေတော့တာပါ။တောင်သူကဘယ်သူလဲလို့မေးလိုက်တော့ယူရီကူကလည်းသူမကတိုက်ခဲ့ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။နောက်ပြီးမျက်ခွက်ကိုပိန့်ကန်ပေးလိုက်တာကြောင့်ယူကာရီစုလည်းလေးပေါ်ရီပါမြောက်တက်လို့သွားခဲ့ပါပြီ။ ယူရီကူကတော့ကြောင်ကြီးကြီးကြီးတဲ့အာစာကို့ကိုမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်။အဲချိန်လဲကျသွားတဲ့ယူကာရီစုကလည်းပြန်ထားလို့လာခဲ့ပါတယ်။နောက်ပြီးလူသားတွေထဲမှာမစ်ဆူဘာကလည်းအားလုံးကိုတပ်ပစ်ချင်းကဝန်ခံလိုက်ပါတယ်။စကားဆုံးမှာတော့ယူကာရီစုလည်းသူမရဲ့စွမ်းအောင်တုံးပြီးစတင်တိုက်ခိုက်ပါတော့တယ်။ဒါကြောင့် ယူရီကူလည်းရှောင်ထွက်သွားပြီးပြန်ကန်လိုက်ပင်မဲ့ယူကာရီစုရဲ့လက်တီးကြိုက်ကပိုပြီးအကောင်းနေခဲ့ပါတယ်။အချက်မှာတော့သူလဲရှောင်းလိုက်ပင်မဲ့ယူကာရီစုရဲ့လက်သေးချက်ကတဲတဲ့ကြီးဝင်လာခဲ့ပါတယ် ဒါပေမဲ့နောက်ချိန်မှာတော့ချီနီအားလုံးကပြောင်းလဲသွားပြီးယူဂရီစုလည်းယူရီကိုရဲ့ကိုင်မောက်ချင်းကိုခံနိုင်ရပါတယ်။ကဲတော့ယူရီကိုကယူဂရီစုရဲ့လက်သေးချက်ကိုတမင်ခံလိုက်ပြီးဖြည့်စီးကိချက်ကိုရအောင်အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။အဲချိန်တိုကြီးမားကတော့လေ့ကျင့်ခန်းလုပ်နေရင်ယူရီကိုရဲ့မက်ဆေ့ကိုမြင်သွားခဲ့ပါတယ်။နောက်တစ်ခါမှတော့အကင်းဖြစ်ရစီတိုကြီးမားနဲ့မဆူဘားတို့ကရောက်ရှိလာခဲ့ပါတယ်။မဆူဘားကတော့ယူဂရီရဲ့ပုံစံကိုလုံးဝမမှတ်မိခဲ့ပါဘူး။ ဂါယုတ်တူဂျီမာတို့ကလည်းဂါယုကာရုစုဖြစ်ပြီးသူမကရှော့ကာတယောက်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒီတော့မှမစ်ဆူဘာလည်းကြောက်လန့်သွားပြီးပြဲနေအောင်អော်ပါတော့တယ်။နောက်ခန်းမှာတော့မစ်ဆူဘာကအိပ်ပျော်နေတဲ့ယုကာရုစုကိုကြည်ပြီးရွေ့ချင်နေခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့កောင်မလေးကသူနဲ့သူ့ရဲ့ကိုယ်ရဲ့မမေးရန်သူကြီးဖြစ်နေတာပဲဆိုပြီးပြောနေတော့တာပါ။ဒါတော့တူဂျီမာလည်းကြောင်သွားချိန်မစ်ဆူဘာကတော့သူတို့ညီကိုနှစ်ယောက်ရဲ့အကြောင်းကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်တုံးကညီကိုနှစ်ယောက်သားအဖိုးဘွားတွေအိမ်ကိုတွားလေရင်အကိုအဆိုးနဲ့ကြုံတွေ့ခဲ့ပါတယ်။အဲ့လိုနဲ့ဝင်ဝင်လာချင်းမာရင်သကိုးကဖိုးကြီးကိုတောက်ခွက်တွေထိုးနေတော့တာပါ။ဒါကြောင့်ကိုဖြစ်သူကထပြီးရိုက်ဒါနဲ့သီးတွေနဲ့ရောကစ်တွေနဲ့ပါထထွေးလိုက်ပါတယ်။တခြားမှာတော့သူလေတိုက်ခိုက်နေရင်းကနေဓမြကလည်းရှော့ကာပုံစံကိုပြောင်းလဲသွားပါတယ်။အဲ့လိုနဲ့မြေပိုးတောင်းအောင်လဲရှော့ကာကောင်တွေရဲ့ဖန်ဆင်းရင်းကိုခံလိုက်ရပါတယ်။အဲ့ဒီချိန်ဘွားပြန်အောင်လာပြီးအကိုဖြစ်သူကလည်းစခိုးရီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ ဒါကြောင့်ဘွားချက်ချင်းမင်းသူ့ရဲ့လက်နက်ကြီးနဲ့ကိုယ့်ရဲ့ခုံးကိုစိုက်ပီးလိုက်ပြီးခေါ်ထုတ်သွားပါတယ်။ဒါကြောင့်ကိုယ်လည်းရှော့ကာပုံစံအောင်ပြောင်းချလိုက်ချိန်ညေးဘူးသုံးအောင်ကလည်းတွားကြီးကိုဆုံးဖြတ်လိုက်ပါပြီ။ကန်ဆိုးရင်တော့သုံးအောင်သားရောက်ရှိလာချိန်မှာပဲဘွားကလည်းမွန်စတာကောင်ကြီးရဲ့တပ်ပစ်ချင်းကိုခံလိုက်ရပါတယ်။အဲ့လိုနဲ့ဒေါ်သွားထွက်သွားတဲ့ဖိုးလည်းဝင်ထိုးတော့မွန်စတာကပြက်ရှင်းမိလိုက်ပါတယ်။ပြီးတော့သူကငိုယုံနေတဲ့မစ်ဆူဘားတို့ညီကိုမျှကိုနှုတ်ဆက်ခါထွက်သွားခဲ့ပါတယ်။ လက်ရှိမှာတော့စကားဝိုင်းလေးကိုအီချီယိုကလည်းဝင်ရောက်လို့လာခဲ့ပါပြီ။မစ်ဆူဘကလည်းဒါကဇလန်းလေးမှပါတယ်သူ့ကိုဖြစ်ကြောင်းပြောပြလိုက်ပါတယ်။တဖက်မှာလည်းယူကာရီဆူရဲ့ရှော့ကာပုံစံကိုမြင်သွားတဲ့အီချီယိုကပောက်ကွဲပြီးအောက်ကိုခုန်ဆင်းလာခဲ့ပါပြီ။နောက်ပြီးရှင်းမှာလာပိတ်နေတဲ့တိုရှိမားတို့နှစ်ယောက်ကိုရောပါရောပြီးပြန်ရှာနေခဲ့ပါတယ်။ဒါရောက်တူကြီးမာနဲ့မန်ပြင်းနဲ့ပွဲစည်းကဝဲလာတဲ့မျက်နှာဖုံးကိုတက်ပြီးသူ့ကိုယ်သူကံမဲလိုက်တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ ီချီယိုကတော့ဘေကွန်ကဘာပဲဖြစ်ဖြစ်စွမ်းသောကာမန်ရိုက်တာက V3 ဆိုပြီးစိန်ခေါ်လာခဲ့ပါပြီ။ပြီးတော့သူကအဖိုးနဲ့ဘွားဆုံးသွားတဲ့နေ့ကစပြီးလက်စားချေဖို့အတွက်သူ့ရဲ့စိတ်ဝိညာဉ်ကို V3 ဖြစ်ပြောင်းလဲခဲ့ကြောင်းပြောပြလိုက်ပါတယ်။အင်းတော်မနှစ်ယောက်သားလဲစကားရီထားများကုန်ပြီတော်ကြီးမောင်လည်းတစ်ချက်ထဲနဲ့ပွဲသိမ်းပေးလိုက်ပါတယ်။ဒေါင်မင်းတို့ယူရီကိုတဲ့သူမရဲ့တိုက်ကဲပုံစံကိုပြောင်းချပစ်လိုက်ပါတယ်။တဖက်မှာလည်းပြန်ထလာတဲ့တော်ကြီးမကယောက်ျားရီရဲ့တိုက်ပွဲကိုဝင်းမလျှောက်ဖို့ပြောနေပါတယ်။ ဒါယွန်ယူရီကိုလည်းသူမရဲ့ဝက်စားတွေကိုအီချီယိုရှိမှနေပြန်လဲချလိုက်တော့အီချီယိုလည်းနှခုံးသွေးတွေပါရှန်ထွက်သွားခဲ့ပါပြီ။တပတ်မှလည်းဒီခိုက်တန့်ကိုတုံးချဖို့အတွက်စောင့်နေတဲ့တူကြီးမကချက်ချင်းပဲမျက်ခွက်ကိုထားထိုးပါတော့တယ်။နောက်ပြီး Rider Patch ထိုးချက်တေနဲ့အီချီယိုရဲ့ခန္ဓာကိုယ်ရဲကိုဇက်တိုက်ပစ်သွင်းနေတော့တာပါ။ဒါကြောင့်အီချီယိုလည်းအားကြံကန် V3 ရဲ့လေဝေကန်ရဲ့ကြီးနဲ့ပြန်ကောင်တာပေးလိုက်ပါတယ်။ဒါဝင်မဲ့ပိုအားကြီးတဲ့တူကြီးမကကန်ချက်ကိုတာလေးထင်းပြလိုက်ပါတယ်။ အဲ့ချင်းယုဂရိစုကလည်းနိုးလာခဲ့တာကြောင့်အလုံးနဲ့ပွက်လောတွေရိုက်ကုန်ကြပါပြီ။အစ်ချီယိုကလည်းကြောင်ကျင်းနေတဲ့ယုဂရိစုစီကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မစ်စုကလည်းကြားကနေဝင်တားပေးလိုက်ရပါတယ်။နောက်ပြီးယုဂရိစုကရှော့ကဆိုပေမဲ့သူ့ရဲ့ကောင်မလေးဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။နောက်ကြတော့ယုဂရိစုလည်းဝမ်းနေသွားပြီးနောက်ဆုံးနှုတ်ဆက်နေတဲ့အနန်းလေးကိုပေးလိုက်ပါတယ်။နောက်ပြီးသူမရဲ့ရှော့ကဖွဲ့ဝင်တွေကိုစင့်ခေါ်လိုက်တာကြောင့်အလုံးလေးရောက်ချလာပါတယ်။ အဲ့ချိန်ယူကာရီစုကတော့ဝမ်းထဲကငိုနေခဲ့ပြီးဇလန်းလေးကလည်းဒီမာရင်မဲခန်းရဲလို့သွားခဲ့ပြန်ပါတယ်။ပိုင်းငိုင်းစားမှာတော့ယူကာရီစုကမီဆူဝါကိုတောင်းပန်နေခဲ့ပါတယ်။ယူကာရီစုရဲ့ကားဆုံးမှာတော့စတော့ကာရီကတူချီမာရောအုပ်စုစီကိုပြေးဝင်လာခဲ့ပါတယ်။အဲလိုနဲ့သုံးအောင်သားလေးရှော့ကာရီကိုမှုန့်ကျနေခဲ့ပြီးခေါင်းကြီးကိုစောက်ခွက်ကိုရိုက်ဒူးနဲ့တိုက်နေပါဗျ။ ယူရီကိုကလည်းရှော့ကောင်နိုးနဲ့ညက်ပြီးစမတ်ဒေါင်းနေခဲ့ချိန်တူကြီးမားတို့ကတော့ရိုက်ဒါကစ်လို့អော်လိုက်ပြီးရှော့ကလည်းစောက်ခွက်ဖြတ်ကန်ပတ်လက်လန်သွားခဲ့ပါတယ်အဲ့ချေယူကာရီစုကတော့နို့တုံအောင်ကြောက်နေခဲ့ပြီးဒီယူရီကလူရီဖြစ်ပေမဲ့ရှော့ကာစကွတ်ခုလုံးကိုမှောက်သိခဲ့တဲ့အတွက်ရမ်းနေတုံလို့သွားခဲ့ပါတယ်။အီချီယိုကတော့မင်းလည်းပဲဆိုပြီးယူကာရီစုကိုပြောလိုက်ပါတယ်။အဲ့ချေမီဆူဘကတော့ရှေ့ကနေဝင်ကာလိုက်ပြီးယူကာရီစုနဲ့စကားခဏပြောဖို့ခွင့်တောင်းလိုက်ပါတယ်။ ဒါကြောင့်အီချီယိုကလည်း "तू အဖြေခုပဲလိုချင်တယ်"လို့ပြောလိုက်ပြီးမင်းဒီမိမကိုလက်ထပ်ဖို့တီးရထားတာလားလို့မေးလိုက်ပါတယ်။ဒီစကားကိုကြားတော့အားလုံးလည်းအာအတင်သွားခဲ့ပြီးမီဆူဘကလည်း"ကြားနေပဲလို့လို့မြားဦးလားလို့ပြန်မေးလိုက်ပါတယ်။အီချီယိုကတော့ "yes or no" ဖြေခိုင်းလိုက်ပြီးအိုးချောင်းချောင်းလုံးနေတဲ့မီဆူဘရဲ့မျက်ခွက်ကိုလက်သီးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။အဲ့ချင်းအင်ကိုကောင်စိုးလေးတယောက်ကရောက်လာပြီးဘာလို့ရှော့ကာရီအများကြီးမှောက်နေရလဲဆိုပြီးမေးလာပါတယ်။ အဲ့ချိန်တော်ကြီးမကတော့ immobile ကိုမှတ်မိသွားခဲ့ပါတယ်။ကဲတော့အသားကျူဖြူနဲ့တီတူကစူပါမားကတ်မှာတော့တွေ့ရတဲ့ monster ကောင်ကြီးဖြစ်နေခဲ့တာပါ။အဲ့ချိန် monster ကြီးကို Ichigo ကထိုးချလိုက်ပြီးထိုးခံလိုက်ရတဲ့နေရာမှာ monster ပါဇက်ကြီးကထွက်လာခဲ့တာကြောင့်ပိုက်ပွဲရတယ်စတင်လာခဲ့ပါတယ်။မစ္စူဘကလည်းယူကာရီစုကိုမင်းငါကာဝယ်ရီမယ်ဆိုပြီးတယောက်သေးသားကထွက်ပြေးသွားခဲ့ပါတယ်။ အင်းတို့မှာတော့တောင်းတာတိုက်ခိုက်ဖို့ဟန်ပြင်းနေချိန်မွန်စတာကြီးကလည်းဟာတိုက်ရင်နေခဲ့တဲ့အတွက်အီချီယိုလည်းတင်းသွားခဲ့ပြီးပြေးဝင်သွားခဲ့ပါတယ်။အီချီယိုက V3 ကနဲ့ပြေးကစ်ပေမဲ့မွန်စတာကြီးကကင်းနေတဲ့ shot ကိုဖမ်းကန်လိုက်ပြီးပြလွဲကလွန့်ပစ်လိုက်ပါတယ်။အဲလိုနဲ့ကျမ်းမင်းမအားနေကြတာလေအီချီယိုကိုတိုကြီးမားကရင်ငွေနဲ့ပြန်ဖမ်းပေးလိုက်ပါတယ်။မွန်စတာကိုတောင်းတာဝိုင်းတင်းနေပေမဲ့နောက်ဆုံးတော့သူ့ကိုပဲခံနေရပါတယ်။ အီချီယိုရဲ့ပိုးသိမ်းထိုးချက်ပြစ်တွန်းလိုက်ချိန်မှာတော့ရေကုန်လဲကျွတ်ထွက်သွားခဲ့ပြီးရင်ကုန်မျက်နှာနဲ့ပင့်ငူမိတ်စာဖြစ်နေခဲ့ပါတယ်။မိတ်စာကတော့မင်းခေါင်းကျိုးရမယ်အလှပဲလို့ဆိုတာတံမြန်တိုက်ခိုက်ခဲ့ပြီးချမ်းမြင့်ကိုထိုးချလိုက်ပါတယ်။အိမ်နောက်အီချီယိုကိုခေါင်းလိုက်ပြီးအောင်မြောက်ခင်လေးမာရင်ကျိုးဝင်းနဲ့ဆွတ်ခံလိုက်ရပြီးဖမ်းခံလိုက်ရပါတယ်။ဒါတော့အားလုံးကလည်းအံ့ဩသွားခဲ့ပြီးဒုံးဝင်းရဲ့ပိုင်ရှင်ကတော့ကမ်မရိုက်တာမျက်နှာဖုံးနဲ့မစ်ဆူဘဖြစ်နေခဲ့ပါတယ် ဂေရိုမီဆူဘာရဲ့ရိုက်တာကဗီဒရီနဲ့မှပါခဲ့တဲ့၄ယောက်မြောက်ရိုက်တာပဲဖြစ်ပါတယ်။ကောင်းမလေးကိုထားခဲ့တဲ့မီဆူဘာကအင်ဟိုပြန်သွားခဲ့ပြီးတိန်းသားရဲ့မျက်နှာပေါင်းကိုထုတ်ကရိုက်တာမန်းဖြစ်ပြောင်းခဲ့တာပဲဖြစ်ပါတယ်။အိမ်နောက်ကျိုးကိုပြလိုက်ပြီးမွန်စတာကိုထုတ်ကာထွက်ပြေးဖို့လုပ်ကြပါတယ်။ယူကာရီဆူကတော့မီဆူဝါကိုဘာကြောင့်ရိုက်တာဖြစ်နေရလဲလို့မေးလိုက်ပြီးမီဆူဝါကလည်းအားလုံးကိုရှင်းပြလိုက်ပါတယ်။ ဂဲရိုကမ်မန်ရိုက်တာ V3 မှာရှီယိုကာဇာမီဆိုတဲ့ကောင်လေးကမိသားစုကိုဆုံးရှုံးလိုက်ရပြီးလက်စားချေဖို့အတွက်ကိုယ့်အကိုစတေးခံပြီးကမ်မန်ရိုက်တာ1နဲ့2စီမှာစိုက်ဘော့ဖြစ်ပြောင်းမင်းကိုတောင်းဆိုခဲ့ပါတယ်။ရိုက်တာကောင်ကလည်းသူ့ကို ပြောင်းမင်းလိုက်ပြီးအင်းကြီးကစပြီးရှီယိုကိုလည်း V3 ဖြစ်လာခဲ့ပါတယ်။ V3 ရဲ့ဇလန်းကဖုန်းနဲ့ဘောကိုဆုံးရှုံးလိုက်ရတဲ့ညီကိုမြောက်အတွက် inspire ဖြစ်စီခဲ့ပြီးအင်းကြီးကစညီကိုကောင်သား V3 ယူယူခဲ့ကြတာပါ။ အင်းအောင်မကောင်သားကစားကုန်းလေးထဲမှာ fighting plane နေရင်အကြီးကောင်ဟာသူ့ကိုသူ V3 လို့ပြောလိုက်ပါတယ်။ဒါကြောင့်မီဆူဘာကလည်း V3 လို့ချိန်ကြောင်းပြောလိုက်တော့ Ichigo ကသူ့ကိုနိုင်အောင်ချတိုင်းရင် V3 ဖြစ်ခွင့်ပေးမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့် Gam Song ငယ်မှာလည်းမီဆူဘာကပြေးထိုးခဲ့ပြီး Ichigo ကိုလည်းတစ်ချက်တည်းနဲ့မှုတ်သိပ်ပေးလိုက်ပါတယ်။အဲလိုနဲ့ချိန်ချိန်တိုက်ခတ်ခဲ့ကြပြီးနေ့မှာတော့မီဆူဘာက Ichigo ကိုစိန်ခေါ်ခဲ့ပါတယ်။ အဲ့လိုနဲ့နေကုန်တိုက်ခတ်ခဲ့ကြပြီးညနေစောင်းမှာတော့မစ္စူကလည်းအားရင်ကုန်နေခဲ့ကအခါတော့သူ့ကို V3 ဖြစ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ Ichiyo ကတော့တရားရုံးတာ V3 နဲ့ထိုက်တယ်မယ်ဆိုရင်အဲ့ဒါကငါပဲလို့ပြောလိုက်ပြီးမစ္စူကတော့ Rider Man ပဲဖြစ်ခွင့်ရမယ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကလောဝဆောင်နဲ့ခုတ်ချလိုက်ပြီးမစ္စူကလည်းပတ်တီးပါစွန့်နေရပါပြီ။ ညီလေးကိုနှားသွားတဲ့ Ichigo က Rider Man ရဲ့ဖုန်းကိုထုတ်ပေးလိုက်ပြီးမင်းကအသက်၅နှစ်ငယ်တဲ့အတွက် Rider Man လို့ပြောလိုက်ပြီး Rider Man ရဲ့ဖုန်းနဲ့ Mitsuba ကိုထိုင်ကြည့်မိခဲ့ပါတယ်။တကယ်တော့ Rider Man ဖြစ်တဲ့ Yuki ကသိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး Monster အတုကို Acid Gun နဲ့နှက်ခဲ့ပြီးလက်တစ်ဖက်ကိုဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်သူကလက်တူးနဲ့စားထိုးခဲ့ပြီး Rider Man ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လည်း Ichigo ကသူ့ညီကိုလက်ချိုးလိုက်တာပဲဖြစ်ပါတယ်။ ဒါဝိမဲ့သူညီကညာန်ဖြစ်တဲ့အတွက်ဘဲလက်ကိုပဲချိုးလိုက်ပြီးကျင်နာပေးခဲ့ပါတယ်။ဒါကြောင့်မီဆူကလည်းကျေးဇူးပဲကိုကြီးလို့ပြောကမျက်ခွက်ကိုစော်ပေးလိုက်ပါတယ်။ V3 ဖြစ်ချင်တဲ့သူက Rider Man ဖြစ်ကိုလက်ခံလိုက်တာကတော့ Rider Man ကကျန်တဲ့ Rider တွေလို Cyber မို့ပဲဆုံးရှုံးခဲ့ရတဲ့လက်ခုကိုသာစမ်းနဲ့စားထိုးခဲ့တာကြောင့်ပဲဖြစ်ပါတယ်။အဲနောက်မှာတော့ Monster ကယူကာရီစီကိုစဲညှို့လိုက်ပြီးမီဆူကိုတိုက်ခိုက်ခိုင်းပါတယ်။ ်မစ္စူဘန်ကတော့သူ့ကိုတက်ခွာလာတဲ့ယူကာရီစုကိုရမ်းချစ်တယ်လို့ပြောလိုက်ချိန်ယူကာရီစုကလည်းတိပြန်ဝင်သွားခဲ့ကဖန်တန်းနေခဲ့ပါတယ်အဲချိန်မွန်စတာကြီးကလည်းထွက်ပြေးသွားခဲ့ပြီးဇလန်းလေးကလည်းဒီမာရင်မဲခန်းရလို့သွားခဲ့ပြန်ပါတယ်